အစ္စရေးရဲ့အီရန်ပေါ်စစ်စင်ရေးဟာရက်တတပတ်တစ်ပတ်မှနှစ်ပတ်အတွင်းပြီးဆုံးနိုင်အစ္စရေးစစ်တပ်ရဲ့အီရန်ပေါ်စစ်စင်ရေးဟာတစ်ပတ်မှနှစ်ပတ်အတွင်းပြီးစီမယ်လို့မျှော်မှန်းထားကြောင်းအစ္စရေးစစ်တပ်အရာရှိတအူးကမနေ့ကဇွန်လ16ရက်မှာပြောကြားလိုက်ပါတယ် အစ္စရေးစစ်တပ်ရဲ့တရင်ရင်းမြစ်တစ်ခုကအီရန်ရဲ့နျူကလ িয়ার နဲ့စစ်ရေးအခြေခံအဆောက်အဦတွေကိုတိုက်ခိုက်ဖို့စီစဉ်ထားတဲ့တိုက်ခိုက်မှုတွေဟာတပတ်ဒါမှမဟုတ်နှစ်ပတ်အတွင်းပြီးစီးမှဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့အစ္စရေးရဲ့အမျိုးသားလုံခြုံရေးအကြံပေးစာချုပ်ဟန်နီဘာကဒေတာတွင်းမီဒီယာနဲ့အင်တာဗျူးမှာ ဖော်လို့ရှိအီရန်ရဲ့နျူကလ িয়ার အဆောက်အုံကိုပျက်စီးအောင်မတိုက်ခိုက်နိုင်ပေနဲ့တော့စစ်စင်ရေးကိုအဆုံးတတ်မှာမဟုတ်ကြောင်းပြောကြားခဲ့ပြီးအဆိုပါနျူကလ িয়ার စက်ရုံဟာမြေအောက်မီတာ80မှာတည်ရှိတာဖြစ်ပါတယ်အမေရိကန်သမ္မတဒေါ်လာထရန့်ကအီရန်ကိုလက်နက်ချဖို့တိုက်တွန်းနေချိန်မှာနှစ်နိုင်ငံအကြားဖြစ်ပွားနေတဲ့အပြန်အလှန်ပစ်ခတ်မှုတွေကိုအမေရိကန်ကဘလို့တုံ့ပြန်မယ်ဆိုတာကိုအများကစောင့်ကြည့်နေကြတာဖြစ်ပါတယ် ဒီကနေ့မနက်အစောပိုင်းမှာအစ္စရေးစစ်တပ်ကအီရန်နိုင်ငံရဲ့မြို့တော်တီဟီရန်ရဲ့အနောက်တောင်ပိုင်းဘက်ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းကြေညာခဲ့ပြီးအီရန်ဘက်ကလည်းဒုံးကျည်များပြစ်လုခဲ့ကြောင်းလည်းသူတို့ကပြောဆိုခဲ့ပါတယ်။အစ္စရေးရဲ့အကြီးကစီးပွားရေးဗဟိုချက်မျိုးဖြစ်တဲ့တဲအပိမျိုးကနေရိုက်ကူးထားတဲ့ရုပ်တံဖိုင်များမှာအီရန်ဘက်ကပြစ်ခတ်တဲ့ဒုံးကျည်တွေကိုကြားဖြတ်ပြစ်ခတ်နေရကိုတွေ့ရပါတယ်။ အီရန်နိုင်ငံရဲ့ထိပ်တန်းကောင်းဆောင်အာယာတိုလာလီခါမေနီရဲ့ယုံကဒီကနေ့မှာအစ္စရေးကိုစန့်ကျင်တဲ့ယက်တီနေမှုကိုထပ်မံအတည်ပြုကာတိုက်ပွဲစတင်ကြောင်းလူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။ဇွန်လ18ရက်ထုတ်နယူးယောက်တိုင်းသတင်းစာရဲ့အစီရင်ခံစာမှာထရန်ကဖော်လိုကနျူကလ িয়ার ဆက်ရုံကိုဖျက်ဆီးဖို့အစ္စရေးကိုကူညီခြင်းနဲ့တိုက်ပွဲတွေကိုဝင်မဲမဝင်မဝင်ဘူးဆိုတာနဲ့ပတ်သက်ပြီးအရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချဖို့စဉ်းစားနေတယ်လို့ဖော်ပြထားပါတယ်။ အစီရင်ခံစာကအမေရိကန်စစ်တပ်ရဲ့ဗီတူးဘုံးကျဲလေယာဉ်တွေကနေဘုံးပစ်ချတိုက်ခိုက်ပြီးအဲ့ဒီစက်ရုံကိုအကောင်းဆုံးဖျက်ဆီးနိုင်တယ်လို့ဆိုပါတယ်။ထရန့်ကလည်းမနေ့ကဇွန်လ18ရက်နေ့မှာအီရန်ကိုအကြောင်းပြချက်မဲ့လက်နက်ချဖို့လူမှုကွန်ရက်မှာရေးသားခဲ့တာကိုတွေ့ရပါတယ်။ အီရန်ရဲ့နျူကလ িয়ার နယ်မြေတွေကိုထပ်မံတိုက်ခိုက်ဖို့အစ္စရေးအရေးမွက်ပြောအီရန်နျူကလ িয়ার နယ်မြေတွေကိုတိုက်ခိုက်မှုတွေဆက်လုပ်မှာဖြစ်ပြီးအီရန်နိုင်ငံလည်းပိုင်းရှိ4ဒေါ်စခန်းဟာတေချာပေါက်ပြင်းထန်ဖြစ်လာမယ်လို့အစ္စရေးကာကွယ်ရေးဝန်ကြီးအစ္စရေးကတ်စ်ကအင်္ဂါနေ့မှာပြောကြားခဲ့ပါတယ်။ အစ္စရေးတပ်ဖွဲ့ဟာနက်တင်နရှိနျူကလ িয়ার အဆောက်အုံတစ်ခုအပါအဝင် အခြားနယ်မြေများကိုတိုက်ခိုက်ခဲ့ပြီးဖြစ်ပေမဲ့ဖော်ဒါစခန်းဟာအလွန်နက်တဲ့မြေအောက်မှာတည်ရှိပါတယ်။အစ္စရေးနိုင်ငံမှာအောင်မြင်သောတိုက်ခိုက်မှုလှုပ်ဆောင်ရမှာလိုအပ်တဲ့ဘန်ကာကွင်းပုံးတွေမရှိတာကြောင့်အမေရိကန်နိုင်ငံကထောက်ပံ့ပေးဖို့တောင်းဆိုထားပါတယ်။ အစ္စရေးတပ်မှုတွေဟာထိတ်တန့်အီရန်စစ်ဘက်ကောင်းဆောင်တွေအဆောက်အုံတွေနဲ့နျူကလ িয়ার နယ်မြေတွေကိုတိုက်ခိုက်ခဲ့ပါတယ်။သတင်းပတ်တစ်ခုနှစ်ခုအတွင်းအစ္စရေးစစ်တပ်ရဲ့ရီမန်းချက်ပြစီနိုင်တယ်လို့ဒေသန္တရမီဒီယာတွေကဖော်ပြခဲ့ပါတယ်။အီရန်နိုင်ငံကလည်းဒုံးကျည်တွေနဲ့လက်တုပ်ပြန်တိုက်ခိုက်ခဲ့ရာအစ္စရေးနိုင်ငံအလဲပိုင်းမှာလူ9ကြီးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အီရန်နိုင်ငံရဲ့တိုက်ခိုက်မှုတွေမပြီးဆုံးသေးဘူးလို့အီရန်ကာကွယ်ရေးညီစည်းချုပ်အဒိုရာဟင်မော်စာဘီကပြောပါတယ်အခုချိန်ထိ လှုပ်ဆောင်ခဲ့သမျှစစ်စင်ရေးတွေဟာတတိပေးချက်တွေသာဖြစ်ပါတယ်အဖြစ်ပေးတဲ့စစ်စင်ရေးတွေကိုမကြာမီလှုပ်ဆောင်သွားပါမယ်လို့ငင်းကဆိုပါတယ်အီရန်ရဲ့အစ္စရေးအပေါ်နောက်ထပ်တိုက်ခိုက်မှုတွေစတင်ခဲ့ပြီလို့နိုင်ငံပိုင် Transnet သတင်းဌာနကဖော်ပြခဲ့ပါတယ်